ဟုတ်တယ်။အမီတော့လာအောင်နော်။ရှာမိုက်ကဘာမီတော့တော့လာအောင်နော်။ဘာမဖြစ်ဖြစ်ဘာမီတော့လာတော့လိုက်အကုန်ပြောက်တယ်ဆိုတဲ့စကားကိုကြားဖို့ကြားမယ်ထင်ပါတယ်။ဒီစကားကအမှန်လားမမှန်လား။ဘာကြောင့်မို့လို့ဘာဖြစ်ဖြစ်ဘာမီတော့တော့လိုက်ဘာမီတော့တော့လိုက်ဆိုပြီးတော့လူကြီးတွေကခဏခဏပြောနေကြတာလေ။တကယ်ပဲဘာမီတော့ကရောရတဲ့အများစုကိုပျောက်စေနိုင်လို့လား။ဘာမီတော့ဆိုတာဘယ်လိုစည်းလဲ။ဒီဟာကိုဒီဗီဒီယိုရဲမှာတူတူလေးလာလိုက်ကြရအောင်။ ။ဘာမီတွန်ဆိုတာကတော့ဒါကျွန်တော်တို့ဆေးရဲ့အမှတ်တံဆေးရဲ့နာမည်ပေါ့နော်။ကျွန်တော်တို့ဈေးကွက်ထဲမှာဘာမီတွန်ဆိုပြီးရောင်းချလိုက်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကအဲဘာမီတွန်ဆိုပြီးတော့ရှင်းလင်းသွားကြတာဖြစ်တယ်ပေါ့နော်။တကယ်ဒီဆေးပြားရဲ့မှာပါတယ်။အာနိသင်ပေးနိုင်တဲ့ဓာတ်ပြုပေးနိုင်တဲ့ပစ္စည်းပေါ့နော်။အဲကျွန်တော်တို့ active ingredient ကတော့ chlorpheniramine လို့ခေါ်တယ်ပေါ့နော်။ဆိုတော့ chlorpheniramine ကဘာပစ္စည်းမျိုးစားလဲဆိုရင်ကျွန်တော်တို့ဆေးဝါးအမျိုးအစားရခွင့်မယ်ဆိုလို့ရှိရင်အဲသူက antihistamine လို့ခေါ်တယ်ပေါ့နော်။ဆိုတော့ anti divine histamine divine ဒီလိုမျိုးခွဲထားတာပေါ့နော်။ဆိုတော့ anti anti ဆိုတာတော့ဒါအင်္ဂလိပ်စကားမှာဒါတိုက်ခိုက်တာဆန့်ကျင်တာဆိုရင် anti ဆိုပြီးကျွန်တော်တို့ထည့်တာပေါ့နောက်ကတော့ histamine ဆိုတဲ့ debt ပေါ့နော်အဲဆိုတော့ဒီနာမည်လေးအတိုင်းပဲပေါ့နော် histamine ခန္ဓာကိုယ်ထဲမှာရှိနေတဲ့ histamine တွေကိုတိုက်ထုတ်တာအဲပယ်ဖြတ်တာခြေဖြတ်တာဒီလိုယူဆလို့ရရပေါ့နော်ဆိုတော့ bamidun ဆိုတာကတော့အဲ့ဒီ anti histamine C အမျိုးအစားဖြစ်ပါတယ် ။ဒါကြတော့ histamine ဆိုတာကကျွန်တော်တို့ခန္ဓာကိုယ်အတွင်းမှာရှိပြီးသားအဲဒါဓာတ်တမျိုးပဲပေါ့နော်။ကျွန်တော်တို့အနေနဲ့ကျွန်တော်တို့ခန္ဓာကိုယ်ကိုပြင်ပကနေ foreign body လို့ခေါ်တယ်။အဲပြင်ပကျွန်တော်တို့ခန္ဓာကိုယ်ထဲမှာရှိလေရှိထမဟုတ်တော့ပေါ့နော်။ကျွန်တော်တို့ခန္ဓာကိုယ်ထဲမှာရှိရမယ့်အရာမဟုတ်တော့အပြင်ပကပစ္စည်းတွေရောက်ရှိလာတဲ့ဟာမျိုးဥပမာအားဖြင့်ဖုံမှုန်နေ အဲတချို့ဆိုရင်ပန်းဝက်မှုန်နေအစားအသောက်တွေအင်းဆက်ပိုးမွားတွေဒါမျိုးတွေပေါ့နော်အဲအဲ့လိုမျိုးပြင်ပကနေပြီးတော့မှကိုယ့်ရဲ့ခန္ဓာကိုယ်ရဲ့ဝင်ရောက်လာတဲ့အခါမှာဆိုလို့ရှိရင်ကျမတို့ကဒါကပုံမှန်မဟုတ်ဘူးပြင်ပကနေတစ်ခုခုရောက်ရှိလာပြီဆိုကျမတို့ခန္ဓာကိုယ်ရတစ်ချင်းတတိ ဝင်သွားတယ်ပေါ့နော်တတိဝင်သွားတဲ့အချိန်မှာ तू ကဘာလုပ်လဲဆိုလို့ရှိရင်ခုနကပြောတယ် histamine တွေပေါ့နော်အဲ့ဓာတ်တွေကို तू ကထုတ်လိုက်တာပေါ့အဲ့ဒီ histamine လေးတွေကြောင့်မို့လို့ကျမတို့ခန္ဓာကိုယ်ထဲမှာလူတွေပြောပြောနေကြတယ် allergy ဖြစ်တယ် allergy ဖြစ်တယ်ဆိုရယ်ဓာတ်မတည့်မှုပေါ့နော်အဲ့လို allergy ဖြစ်မှုတွေကထွက်လာတာဖြစ်တယ်ဆိုတော့အဲ့ဒီ histamine ထွက်လာပြီဆိုကျမတို့တွေကနှာချီမယ်ချောင်းဆိုးမယ်အရေပြားတွေမှာပေါ့နော်အင်ပြင်ထတယ်လို့မျိုးအဖို့ပိန်လေးထလာမျိုးတွေရှိမယ်အရေပြားရားရံတာမျိုးတွေရှိမယ်ပေါ့နော်ဗာမီတုံကဘယ်လိုအလုပ်လုပ်တယ်လဲဆိုရင် तू ကခုနကပြော တယ် histamine ဓာတ်ကိုသူကခြေဖြတ်ဖို့အတွက်အလုပ်လုပ်ပေးတာဖြစ်ပါတယ်။အာကျွန်တော်တို့ခန္ဓာကိုယ်ထဲမှာခုနက histamine ဆိုတဲ့ဓာတ်တွေကထွက်လာတဲ့အခါမှာအဲခန္ဓာကိုယ်ထဲမှာအဲ့ဒီ histamine တွေကိုလက်ခံပေးမဲ့လက်ခံကောင်ပေါ့နော်ဆိုတော့ receptor လို့ခေါ်တယ်။အဲ့ဒီလက်ခံကောင်ကို histamine တွေအသွားပြီးတော့ကတ်တာ เนาะအဲ့လိုကတ်တဲ့အချိန်မှာဒီတော့အကြောင်းဘယ်လိုလုပ်လိုက်လဲဆိုတော့ तू အဲ့ဒီ histamine နေလာကတ်လို့မရအောင်ဖယ်ထုတ်လိုက်ပြီးတော့ဒီ receptor တွေမှာ तू ကအရင်သွားပြီးပြေးကတ်တာပေါ့เนาะဒီ barometer ထဲမှာခုနကပါလာခဲ့တဲ့ clofenaramine နေအနေပြီးပါမှာသွားပြီးတော့ဒီထဲကိုအပြေးပြေးကတ်လိုက်တော့ခုန histamine ကဒီ receptor လေးမှာလာကတ်လို့မရတော့မရတဲ့အခါကျတော့ဘာဖြစ်လာလဲဆိုတော့ခုနကဖြစ်တဲ့ဓာတ်ပြုတ်မှုတွေမဖြစ်တော့ဘူးပေါ့เนาะဒီဆေးကိုတောက်တဲ့အခါမှာကျွန်တော်အာရုပ်တရက်ကြည့်လိုက်ရင်တော့အာနှာရည်ရွာတက်တာသွားပြီးအာနှာစည်းတာတက်တာသွားပြီးပေါ့အဲအဲ့လိုမျိုးလေကျွန်တော် ခံစားရတယ်ဆိုတော့ဒါပြီးသွားပြီလားပေါ့နော်အဲ့လိုမဟုတ်ဘူးအဲကျွန်တော်တို့ဒီဒါကလက္ခဏာတွေကိုပဲသတ်သားစေရဖြစ်တယ်ပေါ့ကျွန်တော်အရှိမပြောခဲ့တဲ့အလုံးလုံးခဲ့တဲ့ပုံစံကိုပြန်စဉ်းစားမယ်ဒီဆေးလုံးလုံးတဲ့ပုံစံကိုကျွန်တော်တို့စဉ်းစားမယ်ဆိုလို့ရှိရင်ဒီဆေးဒီ allergic ဖြစ်ဖို့အတွက်ထွက်လာတဲ့အရာ histamine ကိုသူကတားလိုက်တယ်အဲ့ဒါကြောင့်ကျမတို့က allergy မဖြစ်တော့ဘူးအဲကျမတို့ရဲ့ခန္ဓာကိုယ်မှာဓာတ်မတည့်မှုကြောင့်ပြရမယ့်လက္ခဏာတွေကိုမပြပြီးတော့ဘူးပေါ့နော်ဆိုတော့ကျမတို့တက်တာသွားတာပေါ့ဒါပေမဲ့အဲ့ဒါကကျမတို့တကယ်ယောဂ အရင်မြစ်ကိုကုတာပေးတာမဟုတ်ကျွန်တော်တွေဘာမီတွန်တောက်လိုက်ရင်ပြတ်တယ်ဘာမီတွန်တောက်လိုက်ရင်ပြတ်တယ်ဆိုတာကျွန်တော်တို့အပေါ်ရင်မြင်နေရတဲ့လက္ခဏာတွေကျွန်တော်တို့ခံစားနေရတဲ့အဲဓာတ်မတည့်မှုကြောင့်ဖြစ်တဲ့လက္ခဏာတွေပဲပျောက်သွားတာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ယောဂအရင်မြစ်ပျောက်သွားတာမဟုတ်ပါဘူးဒါကိုသတိပြုဖို့လိုအပ်ပါတယ်အဲ့တော့ကျမတို့က virus တမျိုးမျိုးကြောင့်ဒါမှမဟုတ် bacteria တစ်ခုခုကြောင့်ကျမတို့နှာစည်းချောင်းဆိုးတာမျိုးဖြစ်လာပြီဆိုပါစို့ပေါ့နော်ဒါဆိုရင်ကျမတို့ဗမီတွန်တောက်လို့ မပြောင်းနိုင်ပါဘူးကျမတို့အနေနဲ့ဘာမီတွန်ဒီ ဒီနှာရည်ရိုးတဲ့လက္ခဏာကိုခဏတော့တက်တာရင်တက်တာသွားလိမ့်မယ်။အဲဒါမှမဟုတ်ဒီဟာကြောင့်ဖြစ်လာတဲ့ဓာတ်မတည့်မှုကိုတက်တာရင်တက်တာသွားလိမ့်မယ်။အဲကျွန်တော်တို့အဲ့ virus ကိုကုတ်ပေးတာမဟုတ်တဲ့အတွက်ကြောင့်မလို့ဒီ virus ကြောင့်ဖြစ်တဲ့နောက်ဆက်တွဲရောဂါတွေကျွန်တော်တို့ဆက်ကုတ်နိုင်မှာမဟုတ်ဘူး။ဒီလက္ခဏာလေးပဲယာယီတက်တာသွားမှာပါ။နောက်တစ်ခုကဗာမီကြောင့်ကအကြိုက်ခဲပြတ်စီမဟုတ်ဘူးပေါ့နော်။တော့ကျွန်တော်တို့ယောဂါဖြစ်တဲ့အခါမှာနာကျင်ကြိုက်ခဲတဲ့ဝေဒနာမျိုးပါတယ်ဆိုလို့ရှိရင်ဗာမီတော့ဘလောက်ပဲတက်တော့ကြောက်မှာမဟုတ်ဘူးပေါ့နော်။ဒါက antihistamine only ဖြစ်ပါတယ်။ နောက်ထပ်တစ်ခုကကျတော့အဖျားပြောင်စေမဟုတ်ဘူးအကျွန်တော်တို့ငင်ငင်လေးတွေကျွန်တော်တို့ဆိုတစ်ခုခုဖြစ်ပြီးဆိုရင်အဲက ဘာမီတွန်တောက်လိုက်လေဘာမီတွန်တောက်လိုက်လေဆိုကျွန်တော်တို့တိုက်ကြရပေါ့နော်တကယ်တော့ဘာမီတွန်ဒီအဖျားပြောက်စေးမဟုတ်ဘူးအဖျားရောဂါအဖျားဝေဒနာနဲ့ဘာမှမသက်ဆိုင်ပါဘူးဘာမီတွန်တောက်လို့အဖျားသက်သာရဲဆိုလို့ရှိရင်အဲ့ဒီတောက်တဲ့ဆေးပြားမှာကျွန်တော်တို့ဒီခုနက clofenaramine only မဟုတ်ဘဲနဲ့ ramine နဲ့အတူတွဲထားတဲ့ paracetamol ပေါ့နော်ကျွန်တော်တို့ဖျားဖြစ်တောက်ကြရဲ paracetamol လို့ဆေးမျိုးနဲ့ clofenaramine နဲ့ပေါင်းဆက်ပြီးတော့ထုတ်ထားတဲ့ဆေးမျိုးတွေမှုလို့ဒါကျွန်တော်တို့အဲ့ဒီဟာကိုတောက်ပြီးွားလို့ရှိရင်သက်သာတယ်အဖျားပြောက်တယ်ဆိုပြီးယူဆကြတာ ဖြစ်ပါတယ်ခုနက glofenaramine only ပါတယ်ဆေးပြားမျိုးကိုတောက်မယ်ဆိုလို့ရှိရင်တော့ကျမတို့ဒီဟာကိုတက်တာစီမှာမဟုတ်ဘူးပေါ့နော်သူကအပြားပြောက်စီမဟုတ်ပါဘူး asthma လိုမျိုးပန်းနိုင်ရင်ကျက်ပေါ့နော်ဒီလိုရောဂါမျိုးရှိနေလို့လည်းအဲအဲ့ဒီလက္ခဏာတစ်ခုဖြစ်တယ်ပေါ့နော်ကျမတို့ဒီအာနှကောင်းပိတ်တာတို့ကျမတို့အသက်ရှူရခက်တာတို့ပေါ့ဒါမျိုးတွေဆိုလို့ရှိရင်လည်းဒါ asthma ကြောင့်ဖြစ်တဲ့ဟာမှာကျမတို့ကဒီ glofenaramine ကို ပေးရုံနဲ့မသက်တာပါဘူးကျမတို့ကဒီဟာက အာဒီအစမရှိနေတဲ့သူမှမှခုနလိုမျိုးပေါ့နော်ဓမ္မတဲမှုထပ်ဖြစ်တယ်ဆိုရင်တော့ကျမတို့ဒီ anti histamine ကိုပေးလို့ရတယ်ပေါ့နော်အဲ့လိုမဟုတ်ဘူးသူကသူအစမကြောင့်ဖြစ်တယ်ဆိုလို့ရှိရင်ကျမတို့တခြားဆေးကိုပေးရမှာဖြစ်ပါတယ်ဟိုဒီဟာတစ်ခုရဲ့နဲ့ကျမတို့ပျောက်ကင်းစေနိုင်မှာမဟုတ်အစာအိမ်နဲ့ဥရန်ကြောင့်မှဖြစ်သွားတဲ့ဓမ္မတဲမှုတွေပေါ့နော်ဒီဟာတွေကိုတော့အဲဒီ anti histamine ပေးရုံနဲ့ဥသာလို့မရပါဘူးဒါလေးကိုလည်းကျမတို့သတိထားဖို့လိုပါတယ် ယ် rhinitis ပေါ့နော်ကျမတို့ဓာတ်မတည့်မှုကြောင့်ဖြစ်တဲ့အဲနှာခေါင်းဒီနှာနှာခေါင်းတဝိုက်ရောင်ရမ်းခြင်းပေါ့နော်အဲအဲ့လိုအခြေအနေမျိုးတွေမှာဆိုလို့ရှိရင်တော့ဗာမီပြောင်းသုံးလို့ရတယ် allergic လိုမျိုးအင်ပြင်ပေါ့နော်မြန်မာလိုခေါ်တော့အင်ပြင်ထတဲ့ဟာလိုမျိုးပေါ့ဖူးပိန်နေကျမတို့ထလာတဲ့အခြေအနေမျိုးတွေမှာအသုံးပြုလို့ရပါတယ်သူဟိုအေးမိသွားပြီးတော့ချောင်းဆုံးနှာစီဖြစ်တဲ့ဟာမျိုးတွေမှာလည်းပဲ လက္ခဏာတက်တာအောင်လို့ဒီဆေးလေးကိုတွဲသုံးလို့ရပါတယ်။ဒါပေမဲ့ကျွန်မအရှိန်မပြောခဲ့လို့ပဲဒါဒီအဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့အယောဂါလက္ခဏာတွေကိုခဏတက်တာစီရပဲဖြစ်ပြီး virus ကိုကုသပေးနိုင်မှာမဟုတ်တဲ့အတွက်ကျွန်တော်တို့ပုံမှန်တမှန်အေးအေးမိနှာစေးမဟုတ်ပဲ virus ကြောင့်ဖြစ်တယ်ဆိုလို့ရှိရင်တော့ဒီလိုမျိုးဆေးတစ်မျိုးရဲ့နဲ့မလုံလောက်ဘူးပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ထပ်ပြီးတော့ကုသရမယ့်အပိုင်းလေးရှိပါဆေးရဲ့ virus ဆိုကြတာတော့ h နဲ့ sedative effect ရှိရဲ့အဲ့တော့လူကိုလေးလံထိုင်းမိုင်းစေပါတယ်အဲဒါကြောင့်မလို့ဒီဆေးတောင်းမယ်ဆိုလို့ရှိရင်တော့တတိထားတဲ့နဲ့တကယ်လို့ကိုက အကောင်းမောင်းရမှာတွေရှိရဲဒါမှမဟုတ်လို့ရှင်အလုပ်တွေပါတွေရှိရဲဆိုလို့ရှင်တော့ဒီဟာကိုနည်းနည်းလေးအတောက်တဲ့အခါမှာတတိထားတဲ့နယ်ပေါ့နော်အဲဒါကြောင့်မို့လို့ညာဘက်တွေပါတွေတောက်တယ်ဆိုရင်တော့ပို့ပြီးတော့အဆင်ပြေအချက်အနေနဲ့ဆိုလို့ရှင်သူ့မှာကဒီအာကောင်၆တာတို့ဘာလို့ဒီလိုလက္ခဏာလေးလဲတစ်ခါတလေမှာရှိတတ်တယ်ပေါ့နော်ဆိုတော့ဒါလေးလည်းကျွန်တော်တို့တတိထားပေးရမှာဖြစ်တယ်နောက်ပြီးတော့အရင်အသိငယ်တဲ့ကလေးလေးတွေပြီးတော့လူကြီးတွေပြီးတော့နည်းနည်းယောဂအခန်းတတိမမရှိတဲ့သူတွေဆိုလဲအဲ့လိုတကူမတောက်တဲ့ဘောနော်ဆရာဝန်နဲ့တိုင်ပင်ပြီးတော့မှဒီဟာကို အဲတောက်တုံးတာပို့ပြီးတော့အဆင်ပြေတယ်။နောက်ဆုံးတစ်ချက်ကတော့ကျမတို့ဒီသူ့စီမှာပါတဲ့ acidity effect အင်းငိုင်းစေတဲ့ effect မျိုးရှိရတဲ့အတွက်ကြောင့်မလို့ကျမတို့တခြားတော့ပေါ့နော်ဒီလိုမျိုး acidity effect ထပ်ပြီးတဲ့ အဲအင်္ဂိုင်းစီတဲ့ဆေးမျိုးတွေဒါမှမဟုတ်အိတ်ဆေးမျိုးတွေဒါမှမဟုတ်လို့ရှင်လဲပဲအရက်ပေါ့နော်အရက်မူးရစေဒီလိုဟာမျိုးလေးနေတွဲပေါက်မယ်ဆိုလို့ရှင်နော်ကျမတို့ပို့ပြီးတော့ဒီ effect ကိုအများသွားစေရအတွက်ကြောင့်မလို့သတိထားပေးဖို့လည်းလိုအပ်ပါတယ်။ဘာမီတွန်တောက်ရင်အကုံပြောက်တယ်ဆိုတာကယုံနှန်းစကားဖြစ်ပါတယ်။အမှန်မဟုတ်ပါဘူး။အဲ့တော့အခုဒီ video လေးကိုကြည့်ပြီးသွားပြီဆိုရင်ဘာမီတွန်လိုမျိုးဆေးတွေကဘလို့အလုံးလုံးလဲ antihistamine ဆိုတာဘလို့ဆေးမျိုးလဲဆိုတာကိုပို့ပြီးတော့နားလည်သွားမယ်ထင်ပါတယ်။အဲ့ဒါဆိုလို့ရှင်နော်ဒီ antihistamine ကိုဘလို့အခြေအနေတွေမှာတောက်ရမယ်။ဘလို့ဆိုရင်တော့မတောက်တဲ့မူ သူဘလို့အလုံးလုံးတယ်ဆိုတဲ့ဟာလေးတွေကိုနောက်ထပ်တခြားသူတွေကိုလည်းမျှဝေပေးပါအောင် Chowe Pharmacy Season ဟာ D3 Arts Entertainment MM Channel ရဲ့အနာဂတ်တစ်ခုဖြစ်ပြီးတော့ဒီ program မှာဆိုလို့ရှိရင်ဈေးဝဘဟုတ္တရာရဲ့ကျမကြီးဆိုင်ရာအချက်လက်တွေကို Pharmacy ဈေးဝပညာရှင်တယောက်အနေနဲ့မျှဝေပေးနေတာဖြစ်ပါတယ်အခုဒီ video ရဲ့မှာပါဝင်တဲ့အကြောင်းအရာတွေအကုန်လုံးကကျမတို့ဒီလူလူလူကြမှာဈေးဝဘဟုတ္တရာကျမကြီးဘဟုတ္တရာပုံပုံရရှိဖို့အတွက်ပဲရည်ရွယ်တာဖြစ်ပါတယ်ဒီ video မှာပါတဲ့အကြောင်းအရာတွေကကျမကြီးဆောင်းရှောက်သူတွေဆရာဝန်တွေရဲ့အကြံပေးချက်တွေကိုဖယ်ရှားပြီး ော့ဒီဗီဒီယိုတိုင်းလိုက်လို့ဖို့မဟုတ်ပါဘူးဒါလေးကိုသတိပြုစေချင်ပါတယ်အခုလိုမျိုးကျွန်မရဲ့တက်ဆိုင်တဲ့အကြောင်းအရာတွေဇေဝဘဟုတုတရေကိုပို့ပို့ပြီးတော့လေ့လာချင်လဲဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ထားဖို့မမေ့ပါနဲ့เนาะအားလုံးပဲကျွန်မရှင်လန်းပြီးတော့ပုံမကောင်းမွန်တဲ့ဘဝတွေကိုပိုင်ဆိုင်နိုင်ပါစေလို့ချက်ဝက် pharmacy အဖွဲ့သားတွေကစုမွန်လောက်တောင်းလိုက်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်